ငလျင်တန်းတဲ့မြန်မာနိုင်ငံသို့အဖွဲ့ဝင်138ဦးပါ ရေထက်တင်မော20အိန္ဒြိယဆီလိုမီငလျင်တန်းတဲ့မြန်မာနိုင်ငံကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပံ့ပိုးပေးဖို့အတွက်အဖွဲ့ဝင်138ဦးပါအိန္ဒြိယတမတော်ကွင်းစင်စေယုံတပ်ဖွဲ့ရေထက်တင်မော20အိန္ဒြိယဆီလိုမှဖြစ်ကြောင်းတန်ညူအိန္ဒြိယ Express သတင်းမှာဖော်ပြထားပါတယ်အဖွဲ့ဝင်138ဦးပါအိန္ဒြိယတမတော်ကွင်းစင်စေယုံတပ်ဖွဲ့က အဲလာကိုရာမျိုးကနေမန္တလေးမြို့ကိုဥတီစိုက်ခတ်လာမှာဖြစ်ပါတယ်။ဂျမ်နီကေဥဆောင်တဲ့ Shepherd Brigade Medical Responder ကအဖွဲ့ဝင်တရား၁၈ဦးကနာလင်းတန်းတဲ့မြန်မာနိုင်ငံအတွင်းမရှိမဖြစ်လိုအပ်တဲ့ဆေးဖက်ဆိုင်ရာကိရိယာတွေနဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုပါပိုးဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အစောပိုင်းစစ်စင်ရေးသစိုက်တပိုင်းအနေနဲ့အိန္ဒိယစစ်တပ်ကဘေးဥပတ်အတွင်းထိခိုက်ဒဏ်ရာရသူတွေကိုချက်ချင်းပြုစုစောက်ရှောက်ဖေးဖို့အတွက်ဂရင်60ခဈေးကူတာရေးစင်တာကိုတည်ဆောက်သွားမှာဖြစ်ပါတယ်ကူတာရေးစင်တာအတွင်းအရေးပေါ်ခွဲစိတ်မှုတွေနဲ့မရှိမဖြစ်လိုအပ်တဲ့စိတ်ဖက်ဆိုင်ရာဝန်ဆောင်မှုတွေလည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။အဆိုပါအဖွဲ့ဟာမြန်မာနိုင်ငံရှိပြည်သူတွေအတွက်ရှေ့ဥတုနာပြုဆိုခြင်းနဲ့အရေးပေါ်စေကူတာမှုတွေဆောင်ရွက်ပေးရမှာကူညီပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာမတ်28ရက်ကလှုပ်ခတ်ခဲ့တဲ့ပြင်းအား9တသမ9အစိရှိငလှင်ကိုတုံ့ပြန်တဲ့အနေနဲ့အိန္ဒိယသမ္မတကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအရေးပေါ်ပေးအပ်ဖို့အတွက် Operation Brahma ကိုစတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ဒါပြင် HRTR ပစ္စည်းတွေအသင်စွမ်းလူနာသင်ယဉ်60နဲ့ MTRF ဝန်ထမ်းတွေပါဝင်တဲ့စုစုပေါင်း၄ရင်း၅စီးရန်ကုန်နဲ့နေပြည်တော်ကိုအဆင့်သက်ခဲ့ပါသေးတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်